အတန်းငယ်သေးပေမဲ့လဝိပညာမောင်ဆရာတဆူဖြစ်နေပြီးမင်းသားဖြစ်ဖို့ပါအလားအလာရှိနေတဲ့စောထက်အောင်အားလုံးပဲမင်္ဂလာပါရှင်စောထက်ဟံကတော့အသက်7နှစ်သားရှိတဲ့ကရင်လူငယ်လေးတယောက်ပဲဖြစ်ပါတယ်အတန်းငယ်သေးပေမဲ့စောထက်အောင်ရဲ့လဝိပညာကတော့အမကန်ပါပဲငယ်စဉ်ကလေးကဖခင်ဖြစ်သူနဲ့အတူလဝိပွဲရဲ့အချိန်ကနေလဝိကိုစိတ်ဝင်စားသွားခဲ့ရပဲဖြစ်ပါတယ်အသက်9နှစ်အရွယ်လောက်မှာတော့စောထက်အောင်ကလဝိကိုဝတ္ထနာပါမယ်သိရှိနေမယ်စတင်လေ့လာခဲ့ရပဲဖြစ်ပါတယ် အခုချိန်မှာတော့စောထက်အောင်ကလဝိပြံပွဲတွေမှာကိုရိုင်းပါဝင်ရှင်ပြိုင်နေရပြီးနမေကောင်ရလက်ကောင်တွေကိုပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။စောထက်အောင်ကလည်းရှင်မှာပြံပွဲ6ပွဲရှင်ပြိုင်ထားပြီး9ပွဲနိုင်တဲ့ပွဲတည်ရည်ဆိုတဲ့ရလက်ကောင်တွေကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။အနာဂတ်မှာလည်းလဝိပညာကိုလိလသွားမှာဖြစ်ပြီး1ချန်ပီယံပြံပွဲတွေတည်အောင်တက်လန်းနိုင်ဖို့ကြိုးစားနေရပဲဖြစ်ပါတယ်။လဝေပရိသတ်တွေကတော့စောထန်အောင်ကိုအသက်ငယ်ပေမဲ့ဆရာကြကြထိုးတက်နိုင်တာကြောင့်သူရဲ့လေ့ကျင့်ပုံနဲ့ ဆရာတက်တန်ပုံတွေကိုကြည့်ကြနေကြတာပါ။စတဲ့ဟန်ကလဝိပညာမှာဆရာကောင်းတမကောင်းနဲ့တွေ့ပြီးကြိုးစားခွင့်ရသလိုဂရိုင်းကလည်းဝတ္တနာထုံနေရကြောင်းအခုလိုအသက်ငယ်ငယ်လေးနဲ့အောင်မြင်လာတာပါ။စောတရံကလဝိပညာမှာကျန်ကျန်တာမဟုတ်ပဲရုပ်ရည်အားလေးချုံမောတာကြောင့်မိငလေးပရိဒရီပါရရှိနေပါပြီ။အရရွှေရွှေအသားဖြူဖြူနဲ့ခရင်တိုင်းတားလေးဖြစ်တာကြောင့်ရုပ်ရည်အားတော့အထူးပြောစရာမလိုပါဘူး။တော်တော်များများလဝိသမားတွေဟာဖြတ်တန်လေးကြီးရတဲ့အတွေ့အကြုံတွေအရရုပ်ရည်ကျန်တဲ့နာများပါတယ်။ ။နောက်ပြီးမိန်းကလေးပြိတ္တရေကလည်းလဝေးပြန်ပွဲတွေကတွေးထန့်တန်ယူထူရာတက်တာတွေဖြစ်လို့တော်ရုံဆိုအမပြေကြတာများပါတယ်။ဒါပေမဲ့အစောထက်အောင်ကတော့ရုပ်ရည်ချုံမော်ပြီးဆွဲဆောင်မှုရှိတာကြောင့်မိန်းကလေးပြိတ္တတွေပါရရှိနေရပါ။လဝေဒုရကအသက်ရင်ထတာဖြစ်ပြီးအခမ်းမတင့်ရင်ခန္ဓာကိုယ်အင်္ဂါစိတ်ပိုင်းတွေဆုံးရှုံးရတာတွေတောင်ရှိပါတယ်။ဒါကြောင့်စောထံအောင်ကိုလဝေမတူပဲရုပ်ရှင်မင်းသားလိုကိုတိုက်တွန်းလာကြတာပဲဖြစ်ပါတယ်။ စောထင်းအောင်ရဲ့ရူရည်နဲ့သာဆိုရင်မင်းသားတယောက်ဖြစ်ဖို့မခက်ခဲတာကြောင့်အသက်ငယ်တို့မှအတွေ့မမှာဖို့ထောက်ပြနေကြတာပါ။ဒါပေမဲ့စောထန်းအောင်ကတော့ရုပ်ရှင်မင်းသားဖြစ်ဖို့ကိုဝတ္ထနာမပါပဲလောဝိကိုဒါသဆိုင်မမတ်ကြိုးစားပြီးဝမ်ချန်ပီယံရှစ်မှာအောင်မြင်တဲ့လောဝိတမတရားဖြစ်ဖို့မျှော်လင့်နေရပဲဖြစ်ပါတယ်။စောထန်းအောင်ရဲ့မိဘတွေကတော့တားဖြစ်သူဟာအသက်ငယ်သေးတာအကြောင်းပညာရေးဖက်ကိုတောင်းဦးစားပေးစေချင်နေကြတာပါ။ ။လောဝိတ်ကိုဝတ္တနာပါရဲဆိုပေမဲ့အခုလောက်ထိမဖြစ်လာတော့ဘူးတင်ပြီးညီခဲ့ကြပေမဲ့အခုလိုအောင်မြင်ပြီးလူတိများလာချိန်မှာတော့ပညာရေးဖက်မှာအားနည်းသွားမှာကိုစိုးရင်နေကြတာပါ။ဒါကြောင့်တားဖြစ်သူကိုလဝိပညာကိုအမန်တကယ်ဝတ်နာပါပြီးဆက်လက်တင်ယူလေးလာခြင်းဟင်းတောင်းစာကိုလည်းမပြတ်ခွဲပဲကြိုးစားဖို့ကတိတောင်းထားပဲဖြစ်ပါတယ်။စောတဲ့အောင်ကိုရင်ကလည်းငွေရဖို့တဲ့ဝတ်နာကအဓိကဖြစ်နေအောင်တောင်းစာနဲ့လဝိပညာကိုမျှတအောင်လေ့လာနေရပဲဖြစ်ပါတယ်။ လဝေပြည်သူတွေကတော့ဆော့ထက်အောင်ကအနာဂတ်မှာလဝေလောကအတွက်အလားလာရှိတဲ့လူတယောက်ဖြစ်လာနိုင်တာကြောင့်အတန်းငယ်တုန်းမှမင်းသားလို့ဖို့ပြောနေတဲ့တိုက်တွန်းချက်တွေကိုနားမယောင်ပဲအိမ်မက်အတိုင်းကြိုးစားဖို့တတိပေးလာကြတာပဲဖြစ်ပါတယ်။ဆော့ထက်အောင်ဂရိုင်းကလည်းရုပ်ရှင်မင်းသားဖြစ်ဖို့ကိုဝတ္တနာမပါတာကြောင့်အနာဂတ်မှာအောင်မြင်တဲ့လဝေတမဖြစ်အောင်တောင်းကြိုးစားသွားမှာပဲဖြစ်ပါတယ်။ အခုလည်းနောက်ထပ်ထိုတက်မဲ့ပွဲစဉ်တွေအတွက်အစဉ်တည်းဖြစ်နေပြီလို့သိရပါဗျ။ကျေးရှင်နေတဲ့ပရိသတ်တို့အနေနဲ့လည်းရွှေရှင်မင်းသားလို့ကိုတိုက်တွန်းခံနေရတဲ့စောတက်အောင်နဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြောပြခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်အကြောင်းအသေးတွေအတွက်ကျမတို့ရဲ့ page လေးကို like and follow လုပ်ထားပေးကြပါအောင်နော်။အဆုံးထိအားဖြင့်ကျေးဇူးမွတ်တယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။